ယောမခန်း16စာပိုက်16ကနေ18မှာညီကိုတို့တင်တို့ခံရပြီးတော့ဆုံးမအော်ရာနဲ့စန့်ကျင်ဘက်ဖြစ်တော့တင်ကွဲခြင်းမှားယွန်းခြင်းအကြောင်းကို ပြုတ်တတ်တော့သူတို့ကိုမှတ်၍ရှောင်ကြလော့ဟုငါသတိပေးအကြောင်းမူကားထိုသူတို့သည်ငါတို့သခင်ယေရှုခရစ်အမှုကို မဆောင်ရွက်ဘဲလျှင်မိမိတို့ဝိုင်း အမှုကိုသာ ဆောင်ရွက်၍ လောကဝတ်စကားနဲ့ချော့မော့သောစကားအဖြစ်စိတ်ကောင်းသောသူတို့ကိုလှည့်ဖျားလှည့်ဖျားတကြည်ပြောရတွေ့ရတယ်နော်အဲ့တော့သူကဒီကျမ်းစာထဲမှာရှိတဲ့ဆုံးမဩရာစကားတွေကိုနော်စန့်ကျင်ဘက်ပြုတ်ပြီးတော့မှသူတို့ကဘာလုပ်လဲဆိုတော့နော်လူတွေကိုချော့မော့တယ်ဟာလူအကြိုက်ပေါ့လေလူအကြိုက်ပဲဟောပြောတယ်ပေါ့လူတွေစိတ်ခွန်အားရအောင်စိတ်ကျဉ်အောင် ဟောကြတယ်ပေါ့အဲ့ဒီခါမှာ तू ကဘာဖြစ်တတ်တယ်လဲဆိုတော့တင်ကွဲခြင်းเนาะမှားယွင်းခြင်းကိုဖြစ်တယ်အသိတော်ထဲမှာစုံမအော်ရနဲ့တွားနေတဲ့သူတွေဟာနောက်ပန်းကြတော့အဲ့ဒါအာနှုတ်ကပတ်တော်နော်နာခံခြင်းဆိုတာအေးမချီဘူးเนาะဆိုပြီးတော့ဒီစုံမအော်ရကိုမခံချင်တော့ဘူးနော်လွတ်လွတ်လပ်ပဲကျူရောပဲကျူရောပဲဆိုလွတ်လွတ်လပ်ပဲနေချင်တဲ့ခါမှာဖြစ်သွားတယ်အယူဆရဲကိုယ်လွဲပြီးတော့မှ တင်ခွက်ချင်းတွေဖြစ်တယ်အဲ့ဒါမှားတဲ့အယူတွေဖြစ်တယ်တဲ့အဲ့ဒါကိုရှောင်ပါပြောပါတယ်နော်အဲ့တော့တရားဟောရဲဆိုတာကကျွန်တော်ကနော်ကောင်းမကောင်းကျွန်တော်ကနော်ဟိုရွေးပြီးနားထောင်ဖို့မဟုတ်ဘူးပေါ့မှန်မှန်မှန်ဗီရိမျိုးသားတွေလို့နော်မှန်မှန်မှန်ကိုပဲကြည့်ပြီးနားထောင်ဖို့ဖြစ်တယ်ဒါကိုသတိပြုပါနော်နှစ်ပေခန်းနဲ့စပိုက်တော့မှ သူတို့ဒီလောဘလွန်ကျူးလျက်ချော့မော့သောစကားများနဲ့သင်တို့ကိုကုံသွယ်ကြလိမ့်မည်သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှဆိုင်မဖဲ့မနှွေသူတို့ပြစ်စီခြင်းသည်လည်းအိပ်၍မပြောအဲ့တော့ချော့မော့တဲ့စကားနဲ့မှန်ယွန်းတဲ့ဆရာတွေပေါ့ဒီမှန်ယွန်းတဲ့ဆရာတွေကသူတို့ခံရတာကမိစ္ဆာပရောဖက်ကိုသူတို့ခံရတာပြသူတို့အထက်မှာခရစ်တော်ရဲ့ဝိညာဉ်တန်ရှင်တော်ဝိညာဉ်ရှိတာမဟုတ်ဘူး သူတို့ထဲမှာရှိတာကတန်ရှင်သောဝိညာဉ်တော်ဟန်ဆောင်ထားတဲ့မိစ္ဆာဝိညာဉ်ရှိတာဖြစ်တယ်။သူတို့ကယေရှုနာမနဲ့ယေရှုနာကိုရောခွန်းနဲ့ကိုရောခွန်းနဲ့ဆိုလှုပ်တာ။အပလင်ဖြူတရားရှင်စင်ချင်းရောက်တော့လဲကိုရောခွန်းနဲ့အဆုံးမဩရာပေးမဟုတ်တော့ကိုရောခွန်းနဲ့နဆိုးနဲ့ထုတ်ပါမဟုတ်တော့ကိုရောခွန်းနဲ့များစွာသောတကောတို့ပြပါမဟုတ်လို့ဆိုပြီးတော့မှအဲ့လိုကျွန်တော်မို့တော့ဆောင်းတဲ့ဘာဖြစ်လို့ငဲကြမှာလဲဆိုမေခွန်းထုတ်ဦးမှာအခုထိ သူတို့အထက်မှာရှိတာနော်မှားယွင်းတဲ့ဝိညာဉ်မိစ္ဆာဝိညာဉ်မှသူတို့မသိဘူးတနာဖို့ကောင်းပါတယ်သူတို့ကဘာလို့လဲဆိုတော့ချော့မော်တဲ့စကားနဲ့ဒီနေ့ယုံကြည်သူတွေကုံသွဲတယ်တဲ့လမ်းမရောက်နော်ပုံသွဲတယ်ဆိုတာပုံပစ္စည်းတစ်ခုလို့ပေါ့စေတဘာဘာပြောလဲဆိုတော့ခရိယန်ကြားဖြတ်အဲ့လိုခေါ်မလားမသိဘူးတဲ့နော်အဲ့လိုသူကကုံပစ္စည်းလို့စီးပွားရေးလို့မြင်တာ ဒီယုံကြည်သူအတိုင်းဝိုင်းကိုအဲ့တော့အဲ့ဒါကိုသတိထားဖို့ပြောချင်တာဖြစ်တယ်လောဘလွန်ကျူးလျက်ချော့မော့သောစကားနဲ့တင်းတို့ကိုတဲ့ကုံတွယ်ကြလိမ့်မည်နော်အဲ့တော့ချော့မော့တဲ့စကားဒီနေ့လူကြိုက်တာလဲဟိုထဲတော့ဟောရမှာပေါ့လေဟိုအတိကြေးဟောတော့လဲနားထောင်တဲ့လူမရှိရင်လဲပြဿနာပေါ့နော်အဲ့တော့ ်နည်းနည်းတော့လဲထည့်ရမှာပေါ့ဒါပေမဲ့လူရင်းကိုတော့ဆွဲရမှာပေါ့အခုတော့တစ်ချိန်လုံးအကျေးဇူးတော်ကျေးဇူးတော်ယေရှုကောင်းလို့ယေရှုကောင်းလို့နော်လူဘက်ကဘာမှလှုပ်ရှားမလိုဘူးဆိုပြတော့မှဒီနာခံဖို့အတွက်ဆုံးမအော်တာပေးတဲ့နှုတ်ကပတော်ကမှားတယ်လူလူနဲ့ဟောတယ်အကောင်လုံးလွတ်နေတာလွတ်ချင်းခွင့်ပေးတယ်ဆိုပြီးတော့မှလေအကောင်လုံးသူ့တဘောနဲ့သူခွင့်လွတ်နေတာဖယားခင်ခွင့်မလွတ်လို့သူကခွင့်လွတ်နေတာနော်အဲ့တော့အာ ဘုရားခင်ကောင်းမြတ်တယ်ဘုရားခင်ယေရှုကြောင့်ငါဘာဖြစ်မယ်ယေရှုကြောင့်ဆိုတော့မှဘာမှဟိုဘာဘာခေါ်မလဲဒီနေရမသဘောနော်အထုံးဖွဲ့တယ်ဘာမှမပြောတော့ဘူးမသိတာမဟုတ်ပါဘူးချက်နှက်ခဲ့တာပါနော်တရားဟောဆရာကြီးတွေဖြစ်မှာတော့နော်အမို့တော်ဆောင်ဖြစ်မှာတော့ဒါမသိဘူးဆိုတာမဖြစ်နိုင်ပါဘူးတမင်တကာချက်နှက်ခဲ့တာဖြစ်တယ်ဘာလို့ဆိုတော့လူကြိုက်အောင်ပဲပြောတယ်ဒါချော့မော့တဲ့စကားနဲ့ကုံတွဲတာ နော်ပြီးရင်လည်းအများဆုံးဘာပြောမလဲဘယ်သူကဘယ်တော့ကဘလို့ music ချဲလိုက်တာဘယ်သူဘလို့ကူညီလိုက်တဲ့ခါမှာနော်ဘယ်ဘယ်ကာလမလို့ဘလောက်ကြွယ်ဝသွားတယ်အဲအဘယ်နိုင်ငံမှာဘသူကတော့နော်အဲ့လိုပေးခန်းတဲ့ခါမှာနော်အမို့တော့ဆောင်အဲ့လိုပေးခန်းတဲ့ခါမှာအာဘလို့ကြွယ်ဝသွားတယ်ဟောအဲ့ဒါတွေပဲပြောမှာသိချရတယ်နော်ဘာလို့လဲဆိုတော့ချော့မော်လားအဲ့ဒါတွေကိုကျွန်တော်တို့ကသတိထားဖို့ဖြစ်ပါတယ် နော်နားမယောင်ဖို့လိုတယ်ပြောချင်တယ်အဲ့ဒါကနော်သူတို့အပြစ်ကြီးပဲတော့လည်းမဟုတ်ဘူးပြိတ္တကကကတောင်းဆိုတယ်နော်ရာတတ်တော့နားရှိတယ်လို့ပြောတာနော်အဲ့တော့ဒီဘယ်လိုခေါ်မလဲဧဒရေလူမျိုးတွေအနည်း90ကျွန်ခံရခါနီးမှာအကြီးကျယ်နော်နှစ်ပိုင်းကွဲနေတာရှိတယ်ယေရမိတို့ ယေရှာယတို့ယေရှိလာတို့လိုပုဂ္ဂိုလ်တွေကနော်သူကဆုံးမဩရာစကားပဲပြောတယ်ဂျန်နဲ့ယေပရဟိနဲ့ပရိုဖက်တွေကတော့ချော့မော့တဲ့စကားပြောကြတယ်ဆိုတာတွေ့ရတယ်နော်အခုကျွန်တော်တို့လည်းဘေးရန်ကြီးကာလ9နှစ်ရောက်တော့မှာဟိုကသူတို့တွေ့ဘေးရန်ကြီးကာလ80ဆိုရောက်ပါစို့ဒါ9နှစ်ပေါ့ရောက်တော့မှာ အတူတူပဲဖြစ်စဉ်ကနော် ချောမောတဲ့စကားပြောတဲ့လူကအများစုဖြစ်မယ်။ဆုံးမအော်တာပေးတဲ့လူကအ ਨੇ စုဖြစ်မယ်။အဲတော့ကလည်းဟေရှာယခန်း30စာပတ်30မှာသူတို့ကလည်းဗျာဒိတ်တော်ကိုမခံပါနဲ့ဟုဗျာဒိတ်တော်ခံတော်သူတို့အား၎င်းမှန်သောစကားကိုငါတို့အားမဟောပါနဲ့ချောမောသောစကားကို ပြောကြပါလှေစားသောစကားကိုဟောကြပါလမ်းလွဲကြပါမှန်သောလမ်းကိုရှောင်ကြပါ နော်ဣတရေလအမျိုးတန်ရှင်းသောဘုရားကိုငါတို့ရှစ်မှာ꿰ထားကြပါဟုပရောဖက်တို့အား၎င်းဆိုတတ်ကြ၏ဒီဇလန်ကဒီရှုရိအရှုရိကသူတို့တိုက်ဖို့ဆိုင်းပြင်းတဲ့ခါမှာနော်သူတို့ကအေကုတ်တူသွားဘယ်လိုခေါ်မလဲဆိုတော့မိသားရဖွဲ့ချင်တယ်နော်ဒါကိုဒီပရောဖက်ကြီးကမဟုတ်ဘူးဘုရားသခင်မကြိုက်ဘူးမင်းတို့ဖက်မှာဘုရားရှိတယ် အဲကုတ်တူမိမိသားရဲ့သွားမဖွဲ့နဲ့လို့ပြောတာ哦အမှန်တမ်းပြောတဲ့သူတွေစကားနားမထောင်ချင်ဘူးသူတို့စိတ်ဆန္ဒအလူကိုလိုက်တဲ့သူတွေစကားပဲနားထောင်ချင်တာအဲ့ဒါကိုပရိုဖက်ကရွေ့ပြီးပြောတာနော်မင်းတို့အဲ့လိုဖြစ်နေတယ်တဲ့ငါ့ကိုလိန်မှာငါ့ကိုညာပါဆိုတော့မှငါ့ကြိုက်ပဲဟောပါလို့မင်းတို့ပြောနေတာတဲ့နော်သူတို့ပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီခုခက်လက်တိုင်းမှာပဲ ဒီအခက်ခဲပြနာဆင်းရဲခြင်းနေနဲ့ကျွန်တော်ယဉ်ဆိုင်ရတယ်ဆင်းရဲဒုက္ခနဲ့ယဉ်ဆိုင်ရတယ်တဘောဘေးနဲ့ယဉ်ဆိုင်ရတယ်နော်အဲ့ဒီခါမှာဒီနေ့ဆုံးမဩဝါဒကို မခံခြင်းဘူးစိတ်သက်သာရမယ်နော်စိတ်ချမ်းသာစေမယ်နော်ကိုယ်တော်ကောင်းတယ်ဆိုတော့ဒေရနာတရားဟောချက်ချုံမော်တဲ့စကားပဲကြားချင်တယ်တဲ့အရင်ကတော့အေကုတ်တူနဲ့မိသားရဖွဲ့တာပါအခုတော့ဘာဖြစ်လောကနဲ့မိသားရဖွဲ့တာ အားလုံးတည်တဲ့ဖယားခင်အလုံးမုံပါတယ်ဖယားကိုပဲအားကိုးစေခြင်းနဲ့ဖယားရဲ့အော်အဆုံးမအော်ဟာရာကိုပဲနာခံဖို့ဖြစ်တယ်လို့ပြောချင်တယ်နော်ပြီးရင်ယေရမိခန်း6စာပတ်14မှာဗာပြောလဲဆိုတော့ချမ်းသာမရှိတော့ကချမ်းသာချမ်းသာပြောဆိုလေငါ့လူမျိုးတို့တို့သမီးအနာကိုပေါ်ရော့စွာကုကြ၏ချမ်းသာမရှိတဲ့ခါမှာအမှန်တော့ဘုရားသခင်စကားနားမထောင်ကြလို့ ဖယောင်ပြမတဲ့ခါမှာဘုရားသခင်ရဲ့ဆုံးမတန်ခတ်ချင်းခံရမှာကိုတိတိချင်းနဲ့မဟုတ်ဘူးဖယောင်သဘောကောင်းတယ်တဲ့ငါတို့ကိုယ်ကိုယ်ဖယောင်ငါတို့သဘောကောင်းတယ်ဟုတ်နော်အေးငါတို့အစကရေကောင်းလို့မဟုတ်ဖယောင်ကောင်းလို့မှန်တရားအောင်ရှိတယ်အဲ့တော့ကဲတင်ချင်းမှာတော့မှန်ပါတယ်အတ္တတာမှာအရာအရာရာမဟုတ်ပါဘူးအဲ့ခက်တော့အလိုပဲဘာဘလုံးကလာနော်ခလာတဲ့လူတွေကလာတိမ့်တော့မှာအဲ့ဒါကို 69ရာခိုင်နှုန်းသောအမှုတော်ဆောင်တွေကငါတို့ဖက်မှာဖျားရှိတယ်ငါတို့ဖက်ငါတို့ကိုကိုရဖျားနော်ငါတို့ဖက်မှာရှိတယ်တဘောကောင်းတဲ့ဖျားဖြစ်တယ်နော်အဲ့ဒါကြောင့်မကြောက်နဲ့ဖျားသခင်ကနော်ပြန်တွန်းလှန်ခိုင်းတယ်ငါတို့မနိုင်မယ်ဆိုပြီးတော့မှလူကြိုက်ဟောတာချော့မော့တဲ့စကားနဲ့ယေရမိကအဲ့ဒါကြောင့်ဘာပြောလဲဆိုတော့မင်းတို့ကငါ့ရဲ့ချမ်းသာမရှိတာကိုပဲတဲ့နော်ချမ်းသာချမ်းသာ ကျေတော့ပဲကျေတော့ပဲဆိုအရာရောင်ရှောက်ရှောက်ပြောနေတယ်ပေါ့နော်အဲ့တော့ငါရဲ့သူတို့သမီးအနာကိုပော့ရော့ဆိုတာကုတာတယ်နော်အဲ့တော့ရှင်းပါတော့နော်ပော့ရော့ဆိုတာကုတာတယ်ဆိုအမှန်တော့လစ်လစ်လစ်နော်ဆုံးမအော်ရပေးရမှာမဟုတ်ဘူးငါတို့ငါတို့ဖက်မှာဖះမရှိဘူးနော်ငါတို့မနိုင်နိုင်ဘူးဒီလိုမလုပ်နဲ့နော်အဲ့တော့ဖះစကားကိုနားထောင်ကြရအောင်နောင်တရကြအောင်ဆိုပြီးတော့မှသူတို့အပြစ်ကိုဖော်ပြပြီးဆုံးမအော်ရပေးရမှာ မဟုတ်ဘူးနော်ချုံမော်တဲ့စကားနဲ့ပြောတယ်ပြီးလည်းပြီးတော့ဒုက္ခရောက်သွားရောအဲ့တော့ဒီချုံမော်တဲ့စကားကိုနော်တိတ်ပြီးတော့မှဟိုနားရပြီးတော့မှတိတ်မခံချင်ပါနဲ့လို့နော်တကယ်ဆုံးမအော်ရတဲ့စကားကိုနားထောင်ဖို့ခွာပစ်ချင်တယ်နော်ဒိုင်လာနော်ဒိုင်လာဒီအနာဂရိကျမ်းအခန်း၁၁စာပေ၃၂မှာ ပြဉ္ဉံတရားကိုပြစ်မှားတော့သူတို့ဒီချော့မော့ရသူလိုက်၍ယူယွန်းကြလိမ့်မည်မိမိတို့ဘုရားသခင်ကိုတည်တော်သူတို့မူကားကြီးစွာသောအားနှင့်ပြုတ်ကြလိမ့်မည်ဒါနောက်ဆုံးသောကာလနော်ဗေဒံကြီးခရနစ်မှာနော်ဖြစ်မဲ့အရာတွေကိုပြောနေတာဖြစ်တယ်နော်အဲ့တော့အပေါ်မှာတော့လက်နဲ့ဒီဆက်လက်နဲ့ဆက်နဲ့ပေါ်လာမဲ့အကြောင်းပေါ့နော်အဲ့ဒါပြောထားရဖြစ်တယ်ဆိုတော့ ဘုရားသခင်ရဲ့စကားတော်ကိုနားမထောင်ခြင်းနဲ့နော်သူတွေဟာအာဒါတွေမလို့တော့ဘူးဒါကျိုးတော်ကာလပဲ။အိုနာခံမဘုရားကောင်းချီးပေးတော်မူ။ဘုရားသူစကားနားထောင်မကောင်းချီးပေးတော်မူ။ယေရှုကြောင့်ကောင်းချီးရတယ်။ယေရှုကြောင့်အောင်မြင်ပြီ။ယေရှုကြောင့်ချမ်းသာပြီ။ယေရှုကြောင့်ကြားမာပြီဆိုတော့မှဒီလိုချော့မော်တဲ့စကားနဲ့နော်ကုံသွဲတဲ့ဟာလား။ဆရာရင်းနောက်ကိုလိုက်တဲ့သူကတော့ဘာလဲ။ သူကချော့မော့တဲ့ဟာသူပါသွားမှာပဲကိုစိတ်အလိုကိုလိုက်တာအမှန်ကတော့ကိုစိတ်အလိုကိုကြည့်ပြီးသွားလဲဟောတာအဲ့တော့ပါသွားလိုက်မယ်နော်ဒါပေမဲ့လည်းအဲ့ကာလမှာဖယားခင်ကိုတိတဲ့သူကတော့အားရှိမယ်အဆုံးတိုင်တည်ကြည့်မယ်လို့ပြောရတွေ့ရပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေအားပေးချင်ပါတယ်ဒီနေ့ပြောရတာလည်းတကယ်အားနာပါတယ်ဒါပေမဲ့ဒီကာလမှာကျွန်တော်တို့နော်မပြောလို့လည်းမဖြစ်ပါဘူး အမုန်းခံပြီးတော့မှ ပြောတယ်ပဲပြောပြောချစ်လို့ပြောတယ်ပဲပြောပြောနော်အလုံးဘယ်လိုဖြစ်ဖြစ်နားလည်ပေးဖို့ယုံကြည်တယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်တွေလည်းဒီနေ့ခွားရစရာမရှိပေမဲ့တကယ်လိုအပ်တဲ့အချိန်မှာကျွန်တော်ပြောနေခြင်းဖြစ်သောကြောင့်ကျေးဇူးပြုပြီးတော့မှ like and share ပြုလို့ခြင်းအဖြစ်လည်းအမှုတော်မြတ်မှာပုံချဖို့အတွက်တတုံးလို့ရကိုကိုရနဲ့ချော့မရတော့မလိုက်ပဲနဲ့ကိုစိတ်အလိုကိုမလိုက်ပါနဲ့ဖျားသခင်အလိုကိုလိုက်ပါ နော်အဲ့ဒါဆိုရင်တော့ချော့မော်ရာကိုပါတော့မှာမဟုတ်ဘဲနဲ့နော်ဆောက်မဩရာကိုခံရတတ်တော့သူဖြစ်ချင်အဖြစ်ဒီနေ့နော်ဖြစ်ချင်အဖြစ်ဟာလာဆုံးလင်တော့သူကောင်းတော့အမှုမြို့မြို့ကိုပြုတ်တတ်တော့သူဖြစ်ချင်အဖြစ်ဘုရားသခင်ရဲ့ချင်းမွမ်းတော်မူခြင်းနော်ကိုခံရတော့သူဖြစ်လိမ့်မယ်လို့ခွန်အပေးနဲ့နေကုန်းချုပ်ပါရယ်ဘုရားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်